အားလုံးမင်္ဂလာပါခင်ဗျာဒီခေါက်ကတော့တူတူနဲ့တတိယရောက်လေ့ကျင့်နိုင်မယ်ဒါညာလက်ကခေါက်အတွဲရယ်ဘယ်လက်ကဖတ်ထန်အတွဲရယ်သုံးမယ်ဒါဒုတိယမြောက်သင်ခန်းစာပေါ့နော်ဒီသင်ခန်းစာကိုဒီ piano တင်းကြီးတွေရော drum တင်းကြီးတွေရော music နဲ့ပတ်သက်တာတွေအကုန်လုံးကိုမျှဝေနေတဲ့ဆရာဝဏဆိုးစီက notes လေးကိုကျွန်တော်စိတ်ပြီးတော့ဒါပြန်ပြီးတော့ဒါ sharing လုပ်တော့ဗောနော်အခုဆိုရင်ဒါဒုတိယမှာဆိုရင်အဲ canon pata and diamond one I'll call family a diamond C G A minor E minor F C D minor G D D diamond one to a minor diamond one one two three four one two three four one two

and 3 and 4 and okay ဒီဘက်ကအတန်တန်းနဲ့အိုင်နေမှာဆိုတော့အတွက်ဒီကနေပြလိုက်မယ်နော် do me so me do do so me ဒါသူ့ရဲ့ပတ်တန်ပဲ main ပတ်တန်ပဲနော်ဒါအမြန်တီးတာပါနော်အနည်းဆိုရင်1 and 2 and 3 and 3 and မှာ octave ိုင်းမယ်နော်ပြန်စမယ်1 and 2 and 3 and 4 and G and 2 and 3 and 4 and okay G ဆိုရင် so di re di so so re di A minor ဆိုရင် la do mi do la la mi do နော်တပ်ပြီးမှ octave အများရှိတယ်နော် la la mi do ်ပြီးမှန်လာဆိုရင်မီဆိုတီဆိုမီမီတီဆိုအာဖာလာဒိုလာဖာဖာဒိုလာစီပြန်လာမယ်ဒိုမီဆိုမီဒိုဒိုဆိုမီဒီမိုင်နာရေဖာလာဖာရေရေလာဖာပြင်ကြည့်မီဆိုဆိုရေဒီပြီဒိုဆိုမီဒိုဒိုဆိုမီအဲဒီကောနှစ်ဖက်ပေါင်းတီးမယ်ဆိုရင်

ဒီမိုင်နာကြည်စီတက်ပါโอเคဒီရာလေးတွေဘာလို့ချင်းရလဲဆိုဆိုတော့ဒီပထန်အနေနဲ့အတီးတဲ့ခါမှာဒီဘယ်လက်ညာလက်အတုံးချမှုတွေပို့ပြီးတော့ကောင်းမွန်စေရအတွက်ပေါ့နော်ဥပမာဆိုဘယ်ဘယ်ချင်းမတီးရောနော်စုပြောမယ်ဆို C A minor F G ကိုတီးမယ်ဆိုလဲ ခုလိုပါနော်ဒါဘာကင်းနဲ့ပဲတည်တည်ပါနော်တည်တည်ပတ္တန်ကြီးရဲ့အယူဆလေးတွေသူ့ရဲ့နီးစနစ်လေးတွေအဲ shape လေးတွေရပါလို့ရှိရင်ဒါအသုံးချတာအဆင်ပြေတော့ပါနော်အခုဒီ ်ပတ်တန်ရဲ့ရှိတ်ကတော့ဒိုမီဆိုမီဒိုတိုဆိုမီအဲဖလက်ကင်လေးတွေပေါ့နော်ဂီတာသဘောနဲ့ဆိုဖလက်ကင်သွားသွားတဲ့သဘောပေါ့နော်โอเคตันดีมั้ยเนาะ1 and 2 and 3 and 4 and 1 and 2 and 3 and ปุ๊บๆบาๆเลยป่ะเนาะ ဒါမြန်မြန်သွားတဲ့အတွက်ဒါကျွန်တော်လည်းအချိုတင်ပြီးတော့လေ့ကျင့်ထားတာမဟုတ်ဘူးပေါ့နော် notes တည်ပြီးတော့အာဒါအဆင်ပြေတယ်ဟိုအချိုးရှိမယ်ထင်လို့အမျှဝေတာဖြစ်ပါတယ်โอเคကျွန်တော်ရဲ့ဗီဒီယိုလေးအားပေးကြပါအောင်ခင်ဗျာ